ားလုံးမင်္ဂလာပါမင်္ဂလာပါခင်ဗျာအခုစရင်ကွန်မြူနယ်ခရိုင်မြန်မာတွေထူထောင်ရတဲ့ပတ်စံဒရုန်းလေးရောက်ပါပြီပတ်စံအမောက်ကတော့296သိန်းနဲ့2000ဖြစ်ပါတယ်ကွန်မြူနယ်တူဝန်ကူညီထူထမ်းပေးတဲ့လူမှုပြောင်းရွှေ့မှုသိတင်ပါတယ်ဒီပတ်စံမျိုးကျွန်တော်တို့ကိုကြိုးတဲ့တရားလက်ချက်မတုံးမှုလည်းကတိပေးပါတယ်အခုလိုကျွန်တော်တို့ဒီပတ်စံနေဒီစာနာရိတ်ခါရအကုန်လုံးကိုလိုအပ်တဲ့စီစီရောက်အောင်လို့ကိုရင်ရောက်သွားရလို့ပြောင်းပြပါခင်ဗျာ ားနေခံနေရည်နေမှုပြုတဲ့လူအလုံးလေးရေးတင်ကြိုက်ကြပါတယ်ကိုမျိုးနဲ့ဖျားရမြန်မာလေးအလုံးလေးရေးတင်ကြိုက်ကြပါတယ်ပါပါပါဒီနေ့ကတော့လက်ရှိခံစားနေရတဲ့ငလင်ပေးမှာလှူဒန်းဖို့ပေါ့နော်မြေလေးတန့်စင်လို့သူလူမိုးတို့ကဦးဆောင်တဲ့ဒီအလှူထဲမှာပေါ့နော်ကိုမျိုးပထမဆုံးရရှိတဲ့ထိုင်မှတ်ငွေ3000ကိုမြန်မာငွေလဲလိုက်တာ3296သိန်း2000ရရှိပါတယ်အဲ့ဒါတော့ပထမအတော့အနေနဲ့ပို့ပေးလိုက်ပေါ့နော် ပြီးတော့ဒီ KP တဲ့အရရှိတာကတော့အလုံးဒိတ်20ရှိရပါတော့တသိန်း2ယောက်ရှိတယ်အသင်း2ယောက်ရှိတယ်ဒီညနေပိုင်းလွှဲလာတာ73ဒိတ်2ယောက်ရှိတယ်ဆိုတော့အလုံးပေါင်းလိုက်မယ်ဆိုရင်လက်ရှိအလုံးငွေ3316ဒိတ်2000ပို့ပေးလိုက်ပြီဖြစ်ပါတယ်အဲ့တော့အလုံးကိုကျေးဇူးအထူးပဲပြင်ပါတယ်ဒါကတော့ပထမအတုံးနေနဲ့၃ရက်မြောက်နေ့မှာကိုမျိုးပို့ပေးလိုက်တဲ့အလုံးငွေကတော့3316ဒိတ်ရောက်ပါပြီပေါ့နော်အဲဒီကူလက်ရှိပြန်လွှဲထားတဲ့လူတွေလည်းရှိနေတယ်အဲ့ဒီဟာကြတော့နောက် ထပ်တဦးနဲ့ကိုလို့ချိန်ဆက်ရမှာပေါ့နော်အဲ့တော့ထူတန်းပေးတဲ့လူအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ဒီထဲမှာကိုလူတန်းသားတဲ့ညီကိုတွေအနေနဲ့ဆိုလို့ရှိရင်အဖွဲလိုက်အတင်လိုက်ရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့အကိုအဖွဲသားလေးကိုပြပေးဖို့ကိုမျိုးပြောချင်ပါတယ်ဘာလို့ဆိုတော့အများနဲ့ဆိုတော့ဒီတယောက်တစ်ဖွဲတစ်ဖွဲချင်းစီကိုကိုမျိုးဒီကွန်ပျူတာတန်လို့အားတော့အဲ့လိုမျိုးတေချာမလုပ်ပေးနိုင်တဲ့သူက ခွေလုပ်ပြီးနားလည်ပြီးလို့ပြောခြင်းပါတယ်။ကိုမျိုးရဲ့ဒီလက်ရှိပေးထားတဲ့ဘဏ်အကောင့်နဲ့အချိန်မီချပြလို့ရပါတယ်။ကိုမျိုးအရင်ဗီဒီယိုတွေမှာလည်းချပြရတယ်။အခုမျိုးရဲ့ဘဏ်ကိုလည်းအချိန်မီချပြလို့ရပါတယ်။စစ်စီမယ်ဆိုလည်းအချိန်မီစစ်စီလို့ရတယ်။ဘာလို့ဆိုတော့ဒီဘဏ်မှာပတ်စံအထွက်မရှိဘူးဆိုတော့တက်တည်နေတဲ့ဘဝပြလို့ရပါတယ်။အဲ့တော့ဒီဘဏ်တွေကိုလွှဲထည့်ထားတဲ့ညီကိုမောင်မောင်အားလုံးစိတ်ချမ်းသာနဲ့နေလို့ရပါတယ်။တကယ်လို့ကိုတခုတယောက် ထဲသူကတော့ပြဿနာမရှိဘူးเนาะအများနဲ့လို့ဆိုလို့ရှိရင်တော့ဒီကိုမျိုးရဲ့ဗီဒီယိုလေးတွေကို share ပြီးတော့သူတို့ပြပေးလို့ရပါတယ်ကိုမျိုးနေ့လယ်တော့လည်းတင်တာလည်းဗီဒီယိုမှတ်တမ်းလေးရှိရယ်เนาะအဲ့တော့အခုချိန်မှာဒုက္ခအရင်ရောက်နေတဲ့လူတွေအများကြီးရှိနေတယ်ပေါ့နော်နောက်ထပ်လည်းပါဝင်ပေးကြပါအောင်လို့ကိုမျိုးနေဒီနေရာနေပြီးတော့ဟိုတိုက်တွန်းတာပေါ့နော်အားလုံးထူထမ်းပေးတဲ့အားလုံးကျမ်းမာချမ်းသာကြပါစေအားလုံးဆုတောင်းပေးပါ